2025ခုနှစ်ဒီဇင်ဘာလဂျာတာပတိသာသမြရကံချာမှာကံစာတာယာတိချိုနက္ခတ်တို့ဇာတာဆန်းဆက်တဲ့အခိုက်မှာဂျာမိုင်းစာတာပိုင်းနဲ့ပတ်သက်ပြီးတော့ဂျာမိုင်းစာတာညက်တယ်။ဂျာမိုင်းနဲ့ပတ်သက်ပြီးဆေးရုံဈေးကခွဲစိတ်ကူတာခံယူရပိဇာတာမှာပါဝင်နေတယ်။လုံငန်းရေးပိုင်းစီးပွားရေးပိုင်းအထုတတိတူရမယ်။အပြန်အစာအတိုက်ခိုက်တယ်များပြားတယ် အရှုပ်ကိစ္စမှာစေတနာဟာဝေဒနာဖြစ်တတ်တယ်။ဒီဇင်ဘာ12ရက်ကဒီဇင်ဘာ28ရက်အတွင်းမှာလောက်တိုင်းကိုင်းတိုင်းအကျန်စိတ်ရွယ်ချက်တော့အောင်းမြင်မယ်။ဦးတော်ကတော့တမုံထိုးချမယ်။စကားများတာညာဖြစ်တာ စင်ချံပေးရမယ်။ဆရာအနေနဲ့ဇာတာဆက်ဆက်တာမှာဆိုရင် အပြန်အဆိုင်ကြီးဂျားကနေအောင်းမြင်မယ်ဇာတာ။တခုပြီးတခုနောက်နေနေတာတွေကြမ်းကြာနေတာတွေ ခက်ခဲနေတဲ့ကိစ္စတွေလုံမြောက်ပြီးတော့အောင်မြင်မှုတွေပေါ်ဆောင်မယ်ကုသိုလ်ကံတွေကောင်းမွန်မယ်လုံငါးစိပွားတို့ပြောင်းလဲတောင်းကျိုးဖြူချဖြစ်စေအောင်မြင်မှုတို့ပေါ်ဆောင်လာမယ်ဒီဇင်ဘာလမြတ်အခဲခဲတွေအတိုက်ခိုက်တွေအပြန်ဆိုင်တွေတစ်ခုပြီးတစ်ခုကြော်လာပြီးတော့ဘုလို့အောင်မြင်လာမယ်တောင်းကျိုးပြုံးမယ်သူတော့ကောင်းနာကောင်းမဆမယ်အခဲခဲတွေအချက်တဲ့တွေလုံမြောက်သွားမယ်လာတလာဖြစ်တယ်ဆရာထံ အနေနဲ့အရရမဗေဒင်မင်းဝါသနာရှင်များမိတ်ဆွေများအနေနဲ့ဆရဲ့ဒီဗေဒင်ကာစားတာဟောပြောချက်နားထောင်နေတဲ့မိတ်ဆွေများပေါ့အထုမှာကျန်တာပေါ့နော်သာသာဗေဒသမြအစွဆွဲယုံမဖက်ခံရဘူးအိမ်တော်ကြီးမသိမမြတ်မပြေမလဲတာကြုံများတတ်တယ်ဈာစကသူတပါစကမဟုတ်မတတ်အစွဆွဲပြဿနာကြောင့်စိတ်ဝမ်းပွဲရတတ်စိတ်တော့ကပြင်စင်မှုရှင်ဆိုင်ရတတ်တယ်အချုပ်ကိစ္စမှာ စေတနာဝေဒနာဖြစ်တဲ့ဒေါသစိတ်ကို ထိမ့်ပေးပါစကားအငိအကောင်တတနာပရိပက္ခတို့ဂယုစိုက်ပေးပါလို့စားနေတဲ့ဒိညာကနေမေတ္တာရက်ကတရားစိတ်ကပွင့်ခြင်းလက်လာပါကောင်းခြင်းစီးပွားကံတို့အောင်မြင်ပါလုပ်ငန်းတွေတစ်ခုပြီးတစ်ခုအောင်မြင်ပါစုံကြုံထားတာတွေနောက်နေနေတာတွေကြမ်းကြာနေတာတွေအစစ်မပြေနေတာအားလုံးအဆက်ပြေပါမှာအိမတဝန္တာကောင်းကျိုးဖြစ်မှတ်လား အောင်မြင်မှုတို့ဆုခုရမယ်လားတောင်းကျိုးစီးပွားတို့ပေါ်ပေါင်းမဲ့အချိန်ခါအိမတာကောင်းကျိုးပြုမဲ့ဇာတာ အောင်မြင်မဲ့ဇာတာကောင်းကျိုးတို့ဆက်နေတယ်တွေးမြင်နေပါလေနည်းနည်းလေးတည်ပြောပါကဇကာအပြန်အဆိုင်ကြက်တနာပရိပခဇကာအနည်းအခုတတိထားပြရမယ်ဂယူးဆိုင်ပြရမယ်အချို့ကိစ္စမှာစေတနာကဝေဒနာဖြစ်တတ်လို့ဇာနေအထုမေတ္တာရက်ခံတယ်ကပွန်းလက်ပွန်းလုံငန်းစီပွားတတ်တယ် အတိုက်အခတ်အပြန်အဆိုင်နေလဲကြော်လွားနိုင်စေလဲကုသိုလ်ကံနေလဲကောင်းမွန်လာလုံငန်းစီပေါ်လဲတိုးတက်အောင်နေလဲနည်းနည်းဒီစိတ်ရှည်ပေးပေးပါတိခါပေးပေးပါဂယူးဆိုင်ပေးပါစံမေတ္တာရက်ခံချမ်းနေအရှိရင်နပတ်သက်ပြီးတော့အရှိစာတာငနပန်းစပွက်ဖွန်နန်းနေနကြာတာပြီးရဒီဇင်ဘာလမှာကအကောင်းဆုံးစတာရှင်အခက်ခဲတွေကိုကြော်လွှမ်းမယ်အောင်မြင်မှုတွေပေါ်ဆောင်မယ် ငွေကန်နေလဲကောင်းရမယ်ကြမ်းကြနေတယ်လဲအောင်းမြင်မယ်ဒေးဆက်မှာ၁၂ရက်ကြော်ပြီးဆိုရင်လောက်ထားတာတွေရည်ပဲထားတာတွေပြောဆိုထားတဲ့ကိစ္စရက်တွေပါအောင်းမြင်လာလိမ့်မယ်ရန်နှစ်ပဲတော့ရှောင်ရမယ်အင်္ဂါသားတွေစက်နေသားတွေမတိမမြတ်မပြေမလည်းဖြစ်တတ်တယ်အကျိုးပိကိင္ကနံခုနှစ်ကိင္ကနံငါကိင္ကနံသုံးကိင္ကနံအကျိုးပိနဲ့ခေါင်းငါသုံးကိင္ကနံသုံးခုကအကောင်းကျိုးပိနဲ့ ကံနေနေတာလေးကံညမ်းနေတာလေးတေပြတ်အောင်မွေးနေနေမပြတ်မကွက်ဇာတာပတိနေမပြတ်မကွက်ဖျောင်းနိုင်ကိုးတယ်အမွေးတိုင်းကိုးတယ်ပန်းကိုးပွင့်ဒီတိပအမျိုးစားပဲဖြစ်ဖြစ်မွေးနာတော့ဇာတာပတိချုပ်တောင်းနိုင်မပြတ်မကွက်သွားရောက်ကဲလူပူဇော်ဆုတောင်းပေးပါဖျောင်းနိုင် အတိုင်အသေးအကြည့်အရွယ်ဆိုင်ပနာမှမရှိဘူးဖျောင်းတိုင်းကိုးတိုင်းအမွေးတိုင်းကိုးတိုင်းပန်းကိုးပွင့်နဲ့စုတောင်းပေးပေးပါမိမိရဲ့အရှိရေးအိမ်တော်ရေးကြားမရေးမိသားစုအရေးတို့နဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းဖြစ်နေတာလေနောက်နေကြမ်းကြနေတဲ့ကိစ္စရက်တွေလည်းအမြန်ဆုံးအောင်မြင်သွားမယ်အမြန်ဆုံးသူ့ကောင်းကျိုးခံရမယ်ကောင်းကျိုးစီးပွားလို့လည်းတိုးတက်အောင်မြင်နိုင်မယ် ရုံရုံကြည်ကြည်မပြတ်မကွက် ဆောင်ရနိုင်စေဖို့ကျွန်တော်များပုံတော်ပေးခြင်းဆရာရနိုင်ထွန်းရန်ကုန်မြို့တော်ကဒေနရာကနေအထုမေတ္တာလက်ခံမှာကြလိုပါတယ်ကာပွင့်လက်ပွင့်လုံငန်းစိပောက်လည်းဖြစ်ထွန်းပါမယ်ကုသိုလ်ကံတို့လည်းကောင်းမှာမပါလိမ့်မယ်ရုံရုံကြည်ကြည်မပြတ်မကွက်ဆောင်ရနိုင်စေဖို့မေတ္တာရက်ခံပါရစေလုံငန်းရေးပိုင်းဆိုင်ရာစိပွားရေးပိုင်းဆိုင်ရာမိသားစုအကန့်အကန့်များအားလုံး အောင်မြင်ကြတော့ပေါ့ဆောင်တယ်ကုသကံကြောင့်မလို့ကောင်းမှလာပါလိမ့်မယ်ကျမ်းပါရင်ပိုက်တော့နဲ့နဲ့အညာရှိပါလေခရူးဆိုင်ပေးပါဥရောင်နာတနည်းဖြင့်သဲချေပြတ်တာအဆက်ကျမ်းပါရင်ပိုက်ခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်နောက်ဇာတာရာတိချုံနက်ခတ်တေဇာတာဆဆက်တာဆိုရင်အတန်းခအပြန်ဆိုင်နေကြကိုအောင်မြင်မယ်ကောင်းကျိုးပြုတ်မယ်အနောက်ဆက်တယ်လဲဝေးစိတ်နဲ့အောင်မြင်မှုတွေအများကြီးအများကြီးဖြစ်မဲ့လား ဒီဇင်ဘာလကငွေရေးကြေးရေးစီးပွားရေးအောင်မြင်မှာဂျာတာပရိသတ်တိအဲ့တော့ဆရာရဲ့မိတ်ဆွေဂျာတာပရိသတ်တိကဒီဇင်ဘာ12ရက်ကနေ28ရက်အတွင်းမှာကုသကံလေလကောင်းမဲ့ဒါနဘာဝနာအားလုံးကောင်းကျိုးပြုသောပေါင်းဆက်ပြီးအောင်မြင်မှုတို့ဖြစ်မယ်ဇာတ်ထံအရှိရေးအိမ်တော်ရေးဂျာမရေးစီးပွားရေးလုံခြုံရေးတွေဆွေးနွေးမေးမြန်းလူတာများရှိရင်ဆရာရဲ့ပုံနာပတ်ဖြစ်တဲ့၃ညကို၄ညလုံး၃ညလေးခွန်း ုံညာကိုခွန်၅လို့၆နဲ့တင်ကားတို့ကိုလည်းဓာတ်ရိုက်ဆက်ပြီးနေလည်နိုင်ပါလေဒီကနေ့မှဆိုရင်လည်းပီလီကတ်အကြောင်းမှာစဒိဋ္ဌံပြုလာပါလေဇာရဲ့မိတ်ဆွေများအားလို့အောင်မြတ်ပါစေချမ်းသာပါစေချမ်းသာပါစေကြောင်းကိုလည်းအတုဆုမကောင်းသို့တော်မြတ်တာဘုရားအပ်ပါလေဇာရဲ့ဘေဒင်တဲ့လက္ခဏာဆိုရင်တော့ဟောပြောတဲ့ဟောကံဒိဋ္ဌံမှာဆိုရင်တာကိတာကြောက်တိုင်းမတ်တိုင်းကပိတံမကကြီးရဲ့ဘေးအေးစေတီလားတိုင်နာပတ်နေရာနဲ့ကောမြေမြေထပ်ဖြစ်ပါလေ စားတဲ့အဖေတွေမြေခုနှစ်နှစ်ခုနှစ်နာခုနှစ်သားတည်းများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာပါစေကြောင်းအတုဆမောပါဆိုတော့မေတ္တာပို့သရင်ဒီဇင်ဘာလဇာတာပရိသတ်များဟောပိတ်ကိုအိန္ဒိယမှာပဲတက္ကသိုလ်ရန်နာပြောစေ